ယောဂကကျွန်တော်တို့မြန်မာလူမျိုးတွေအဖြစ်များတဲ့အထင်မှာပါတဲ့အဖြစ်များတဲ့ယောဂတစ်ခုပဲအသက်50ကျော်လာပြီဆိုတာနဲ့အနေနဲ့အများတော့ကျွန်တော်တို့တွေကတွေးပေါင်ချိန်လေးတွေတက်လာတယ်တွေးတူယောဂလေးတွေစပြီးတော့ဝင်လာတယ်အသက်60ကျော်လာပြီဆိုရင်တော့မိဘလည်းမျိုးရိုးရှိတယ်ဆိုရင်တော့တွေးတူယောဂကတော်တော်လေးကိုများလာပြီပေါ့နော်ဒီနေ့ခင်မှာဆိုရင်တွေးတူယောဂရှိတဲ့လူတွေကတွေးတူကြစေမှန်မှန်တောက်ဖို့ဆိုတာကတော့တော်တော်များများတိနေကြပြီဆရာဝန်တွေကလည်းပြောတယ်ဆရာမတွေကလည်းပြောတယ် ် online မှာလည်းတော်တော်လေးကိုမျှဝေနေကြတယ်ဗျနော်အဲ့ဒီမှာတချို့မတိကြတွေကရှိတယ်အဲ့ဒါဘာလဲဆိုတော့တွေးတူးကြစီတောက်တာတောင်မှရှောင်ကျင်ရမယ်အစားအစာငါးမျိုးဆိုတာရှိနေတယ်ဆိုတာတချို့တွေမတိကြတွေဗျနော်ကျွန်တော်တွေ့ဘူးတဲ့လူနာတွေမှာဆိုရင်ဒီတွေးတူးကြစီတွေတောက်နေပြီဆိုရင်ဘာအစားအစာမှလုံးဝရှောင်စရာမလိုတော့ဘူးတွေးတူးကြစီတောက်ရင်ရပြီစားချင်တာစားမယ်စားပြီးရင်တောက်မယ်ဆိုပြီးတော့လုံနေကြတာမျိုးရှိတယ်အဲ့လိုလုံးဝမဟုတ်ပါဘူး တွေးတိုးယောဂရှိလာပြီတွေးတိုးကြစီလဲတောင်းနေပြီဆိုရင်တော့မှဒီအခုကျွန်တော်ပြောမဲ့အစားအစာအစားအတော့ငါးမျိုးကတော့မဖြစ်မနေရှောင်ရမယ်ရှောင်ရမယ်အထင်မှာပါပါတယ်အဲ့ဒီအစားအစာအစားအတော့ငါးမျိုးကဘာလဲဆိုတာကိုကျွန်တော်တိတ်ချလေးပြောပြပေးပါမယ်တွေးတိုးယောဂဓမ္မတွေပထမဆုံးရှောင်ကျင်ရမယ်အစားအတော့နံပါတ်1ကတော့အငံများတဲ့အစားအစာဒါတော်တော်များများတော့တိပိတာပဲအဲ့ဒီအငံများတဲ့အစားအစာအထင်မှာမှဘာတွေလဲဆိုရင်တော့ ငံပြာရည်တွေပဲငံပြာရည်တွေငားငပိတွေဒီငားငံပြာရည်တွေပြီးရင်အထုတ်လိုက်ရောင်းတဲ့အတင့်စာမုံတွေဒီအစားအစာတွေဒီအငံများတဲ့အစားအစာတွေကရှောင်ရမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတွေးတိုးလူနာတွေမှာဆိုရင်ဒီအငံဓာတ်တွေကခန္ဓာကိုယ်ထဲမှာရှိတဲ့ရေဓာတ်တွေးကြောထဲမှာရှိတဲ့ရေဓာတ်တွေကိုသူကစွဲထိုင်းထားလိုက်တာပေါ့နော်။အဲ့ဒီခါကျရင်တွေးကြောထဲမှာရေပမာဏတွေပုံများလာတယ်၊တွေးပမာဏတွေပုံများလာတယ်။အဲ့ဒီကနေတစဉ်တွေးကြောတွေနေရောင်တွားပြီးတော့ထိခိုက်စေတဲ့ တွေးကြောနေရနေရပို့ပြီးတော့မာကြောလာတယ်ပြီးရင်နှလုံးကနေပြီးတော့တွေးကိုပို့ပြီးတော့အားဆိုင်ထုတ်ပြီးတော့ပို့ဆောင်ပေးရတဲ့အတွက်ကြောင့်မလို့နှလုံးကပို့ပြီးတော့ထိခိုက်တယ်ပို့ပြီးတော့ပင်ပန်းတယ်ပေါ့နော်ပြီးရင်ကြောက်ခက်ကလည်းကြောက်ခက်ရဲ့လုပ်ငန်းတွေကိုလည်းထိခိုက်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့အဆိုးစီးနိုင်တယ်ဒါကြောင့်မလို့တွေးတိုးမှုတွေမှာဆိုရင်အငံကိုလျှော့စားဖို့လိုတယ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေပြီးတော့ဒီတွေးတိုးသမားတွေကဒီအစားဓာတ်ပေါ့နော်အငံဓာတ်ကဆိုဒီယမ်တစ်နေ့ကို 2000 mg ပေါ့နော်2 gram ထက်မပိုဖို့ပြောထားတယ်ဒီမှာပြောထားတဲ့ sodium ကစားတယ်မကောက်ဘူးပေါ့နော်အငန်တက်အားလုံးနဲ့ဆိုင်တယ်တနေ့တနေ့ကိုစားနေတဲ့ဖြူထားတဲ့စားလိုမျိုးတွေမကဘဲနဲ့ဒီဟင်းထဲမှာလည်းပါမယ်တခြားနေရာတွေကနေလည်းရနေတဲ့အငန်တက်တွေအားလုံးပေါင်းချင်းအဖြစ်ကိုပြောတာပေါ့နော်အဲ့တော့2000 mg ထက်မပိုဖို့ပြောထားတယ်ပြီးရင်ဒီဆေးစစ်အချက်အရာ တွေးတော့အရန်ဆိုးနေတယ်ဆိုရင်တော့1.5 gram ပေါ့နော် 1500 mg အဲ့ဒီထက်မပိုဘူးဖို့လိုတယ်အထက် short ချနိုင်နေကောင်းလေပဲပေါ့နော်အဲ့တော့စား short တဲ့အခါကျရင်လည်းဒီတွေးပေါက်ချိန်ကလည်း96လောက်တဖြည်းဖြည်းနဲ့ပြန်ကျလာနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တွေးတို့ယောဂဓမ္မတွေကဒီစားစားတာကို ဒီတနေ့ကိုလက်ဖက်ရည်စွန်းတစွန်းအောက်ကိုပဲစားဖို့လိုတယ်လို့ပြောတယ်ပေါ့နော်နောက်အစားအစာတစ်မျိုးကတော့ဒီအစီများတဲ့အစားအစာတွေပေါ့နော်အဲ့ဒါတွေမှမှကြော်ထားတဲ့အစားအစာတွေပါမယ်အကျော်စုံတွေပါမယ်ဝက်စီအမဲစီနဲ့ကြော်ထားတာတွေပါမယ်ပေါ့နော်အဲ့ဒီကြော်ထားတဲ့အစားအစာတွေထဲမှမှဒီစီပူပူထဲမှနှစ်ကြော်ထားတဲ့ကြက်ကြော်တွေငါးကြော်တွေဒီအကြော်တွေထဲမှခါကြတော့ transfer ဆိုတဲ့မကောင်းတဲ့အဆီဓာတ်တွေအများကြီးပါဝင်တယ်အဲ့ဒီမကောင်းတဲ့အဆီဓာတ်တွေက ကျွန်တော်တို့စားတုံးလိုက်မယ်ဆိုရင်ခန္ဓာကိုယ်ထဲမှာမကောင်းတဲ့ကိုလက်စထရောတွေတက်လာတယ်ကိုလက်စထရောတွေတက်လာတဲ့အခါကျရင်ဒီတွေးကြောနေရာနေမှာတွားပြီးတော့ထိခိုက်တာမျိုးတွေဖြစ်လာတတ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခါထပ်ပြီးတော့အထက်ထက်အခက်ခါကြော်ထားတဲ့ဆီကိုပြန်တုံးတာကလည်းအနေရပုံများပါတယ် transfer တွေကပုံများစီတယ်ပေါ့နော်ပြီးရင်အစားတောက်ဆိုင်တွေမှာဆိုရင်ဒီစီကြောစားတွေမှာဆိုရင်ဒီစားအငံဓာတ်တွေကောအစီဓာတ်တွေရောအများကြီးပနေတာမျိုးတွေရှိနိုင်တယ်ပေါ့နော်ဒီအကြော်တွေတွားစားမယ်ဆိုရင်လည်းတူတူပဲ အကျော်မုံနေမှာဆိုရင်လည်းဒါစားတဲ့တွေအများကြီးပါဝင်နေအဲ့ဒါကိုမှအထက်ထက်အခါခါကြော်ထားတဲ့စီဒီကိုနဲပါဒီအကျော်တွေကိုကြော်လိုက်မယ်ဆိုရင်ပို့ပြီးတော့ဆိုးတာပေါ့နော် transport တွေပို့များနိုင်တယ်အကျော်တော်ဝဲမှာဆိုရင်ကယ်လိုရီက800အနေ1000လောက်ထိပါဝင်နိုင်တယ်ပေါ့နော်ဘာကြောင့်လို့ဒီလိုမျိုးအစီဓာတ်ကတွေးတိုးလူနာတွေအတွက်မကောင်းတာလဲဆိုရင်တော့ဒီအစီများတဲ့အစားအစာတွေစားပါများတဲ့ခါကျရင်တွေးတိုးယောဂါတွေက ပိုတက်လာတယ်ပေါ့နော်ကိုလေးချိန်တွေကပိုတက်လာတယ်တွေးတိုးတွေကပိုတက်လာတယ်တွေးကြောတွေထဲမှာအစီတွေပိတ်ဆို့ပြီးတော့ဒီတွေးလက်ပတ်မှုတွေကတွားထိခိုက်တယ်နှလုံးကိုလည်းပိုပြီးတော့အလုတ်ပေးတယ်လို့ဖြစ်သွားတာပေါ့နော်တွေးပုံမှန်ပိုကခတ်သွားတယ်ပေါ့နော်သင်တွေးကြောနေရာတွေကလည်းထိခိုက်ပျက်စီးတာမျိုးတွေဖြစ်သွားတတ်တယ်ဒါအစီတွေများလေလေပိုဆိုးလာလေလေဖြစ်တတ်တယ်ပေါ့နော်နောက်ပြီးတော့အဲ့ဒီဝက်စီအမဲစီတွေပေါ့နော်ဒီတွေးဆန်အစီတွေမှာပါဝင်တဲ့ဒီ saturated fat က ဒီတွေးကြောထဲကအစီတွေကို စုပုံလာစေတယ်ပြီးရင်ဝက်စီတစုံမှဆိုရင်ဒါပြေဝစီက9ဂရမ်လောက်ထိပါတယ်ပေါ့နော်အဲ့ဒါတွေကိုသွားစားလိုက်တဲ့အခါကျရင်လည်းဒီနှလုံးတွေးကြောတွေကိုကျင်းလာစေတယ်တွေးကြောတွေကိုမာလာစေတယ်တွေးကြောတွေပြက်စီးစေတယ်ပေါ့နော် ဲ့တော့ဒီစီတွေကြောင့်တွေးတိုးတာကိုပို့ပြီးတော့ဆိုးလာစေနိုင်တယ်ပေါ့နော်နောက်နံပါတ်3ကတော့ကဖင်းပါတဲ့ဖြော်ရည်တွေပေါ့နော်အဲ့တော့ကော်ဖီတွေရှိမယ်လက်ဖက်ရည်တွေရှိမယ်ပေါ့နော်အဲ့ဒီကော်ဖီတွေမှာဆိုရင်ဒါကဖင်းကဒါ80ကနေ100မီလီဂရမ်အထိပါဝင်တယ်အထူးသဖြင့်ကတော့ဒီအက်စပရက်ဆိုတွေမှာဆိုရင်တော့ကဖင်းဓာတ်က200မီလီဂရမ်လောက်အထိပါဝင်တယ်ပေါ့နော်အဲ့တော့ကော်ဖီတောက်ပြီးနိုင်ဝဲလောက်နေတဲ့အခါကျရင်တွေးပေါက်ချိန်ကဒါ90လောက်ပို့ပြီးတော့ခုန်တက်သွားတတ်တယ်ဒါကြောင့်မလို့နေ့တိုင်းတောက်နေမယ်ဆိုရင်ကဖင်းဓာတ်ကခန္ဓာကိုယ်ကနေပြီးတော့ပို့ဆွဲလာပြီးတော့တွေးပေါက်ချိန်ထင်းရတာခက် ွားလိမ့်မယ်ပေါ့နော်အဲ့တော့တွေးတိုးကြစီတောင်းနေတဲ့ coffee ကလည်းအတောင်မပြတ်ဘူးဆိုရင်လည်းကြာလာရင်မကောင်းဘူးပေါ့နော်တွေးတိုးကြစီထိန်ရတာခက်သွားတတ်တယ်ပြီးရင်အဲ့ဒီ coffee ထဲမှာဒီ collagenic acid ပါတယ်တော့ကျွန်တော်တွေးတိုးဆေးတွေရဲ့အာနိသင်ကိုတွားပြီးတော့ထိခိုက်စေတယ်နော်ဒါက coffee ပေါ့နော်နောက်တစ်ခုကလပိအချမ်းဒါမှမဟုတ်လေလပိအချိုတောက်တာတွေပေါ့နော်လပိအဲထဲမှာဆိုရင်ကဖင်းတက်လည်းပါတယ် TO5 နဲ့တက်တယ်လည်းပါတယ်ကဖင်းတက်ခါကျတော့140ကနေ180 mg လောက်ထိတော့ပါနိုင်တယ်လို့ပြောတယ် အထူးသဖြင့်ကတော့ဒီတရုတ်ကလာတဲ့လက်ဖက်ချောက်တွေမှာဆိုရင်ကဖင်းတက်ပို့များတယ်လို့ပြောတယ်လက်ဖက်ရည်ချမ်းတွေတောက်မယ်ဆိုရင်လည်းဒါစီးတွားတာများစီတဲ့အတွက်ကြောင့်မလို့ အဲ့ဒီကနေတဆင်ကြောက်ကောက်ကိုတွားပြီးတော့ထိခိုက်တယ်အဲ့ဒီကနေတဆင်တွေးတို့ကိုလာပြီးတော့ပို့ဆိုးစေနိုင်တယ်ပေါ့နော်လက်ဖက်ရည်အချိုတွေတောက်တဲ့အခါကျရင်လည်းဒီ nose တွေတကြားတွေကလည်းတွေးတို့ရောဂါအတွက်မကောင်းဘောနော်အဲ့ဒါကြောင့်မလို့လက်ဖက်ရည်ဂျမ်းပဲဖြစ်ဖြစ်လက်ဖက်ရည်အချိုပဲဖြစ်ဖြစ်တွေးတို့ဓမားတွေကရှောင်တက်နေ short တက်နေတဲ့မှာပါတယ်နောက်တစ်ခုကအားဖြည့်အချိုရည်တွေကျွန်တော်တို့ကြွေးရိုင်းတို့လစ်ပိုတို့ဒီအရီထဲမှာခါကျရင်ဒါ gefin deck က80ကနေ200လောက်အထိ ပါတတ်တယ်ပေါ့နော်ပြီးရင်ဒီထဲမှာတော်ရင်းနဲ့ဘီဗီတာမင်တွေပါတယ်တကြောင်မလို့ဒီနှလုံးခုန်တံကိုလည်းပို့ပြီးတော့မြန်စေတယ်ဒီတကြားတက်တွေကများပြီးတော့ကယ်လိုရီများလာတဲ့အခါကျရင်လေလူကဝလာတယ်ဝလာတဲ့အခါကျရင်တွေးကြောနေရနေမှာ ဒါအစီအစီစုလာပြီးတော့တွေးလည်ပတ်မှုတော့ထိခိုက်တယ်အဲ့ဒီကနေတစဉ်တွေးတိုးယောဂကိုပိုဆိုးလာစေနိုင်တယ်ပေါ့နော်အဲ့ဒါပြီးတော့ဒီထဲမှာလည်းဒီဓာတ်စာတွေပါဝင်တဲ့အတွက်ကြောင့်မလို့ဒီ energy drink တွေတောက်တာများတဲ့ဆိုရင်တွေးပေါင်ခြင်းကိုလည်းတွားပြီးတော့ထိခိုက်စေတယ်ဆေးဝါးတွေနဲ့ဓာတ်ပြူနိုင်တဲ့အတွက်ကြောင့်မလို့ဒီတွေးတိုးဆေးတွေရဲ့အာနိသင်ကိုလည်း ယော့နေလာစေနိုင်တယ်ပေါ့နော်။နောက်နံပါတ်၄ရှောင်ရမယ့်အစားအစာခါကြတော့ဒီအချိုတက်များတဲ့ဒါ ready made အစားအစာတွေပေါ့နော်။အတင့်စားတွေပေါ့နော်။ကိမ်မုတ်တွေ၊ချိုရည်တွေ၊အချိုမုတ်တွေဒါတွေခါကြတော့တွေးတိုးတမားတွေခါကြတော့တိတ်ပြီးတော့မတည့်တဲ့ထင်မှာပါတယ်။အချိုရည်တမှုမှဆိုရင်ဒီတကြားက35နဲ့40ဂရမ်လောက်ထိပါတယ်။စားဓာတ်ခါကြတော့ဆိုဒီယမ်ဓာတ်ခါကြတော့30နဲ့50မီလီဂရမ်လောက်ပါတယ်ပေါ့နော်။အဲ့ဒါကတွေးပေါက်ခြင်းကိုဓာတ်ရိုက်သွားပြီးတော့မြင့်တက်စေနိုင်တယ်။ပြီးရင်ကိမ်မုတ်တစ်ချက်မှဆိုရင်လည်းဒီတကြားက 25ကနေ30ဂရမ်လောက်ထိပါတယ်။မာဂျင်ရင်းတွေထောဘက်တွေပါရောထားမယ်ဆိုရင်တော့ဒီ transfer တွေကို ပို့ပြီးတော့များစေနိုင်တယ်ပေါ့နော်ဒီ mode တွေမှာဆိုရင်ဒီ refine flavor တွေတုံထားမယ်ဆိုရင်တော့တွေးထဲမှာရှိတဲ့တခြားဓာတ်တွေကိုပို့ပြီးတော့မြင့်တက်စေတယ်လို့ပြောတယ်ပေါ့နော် food additive တွေဒီအစားအသောက်တွေကြာရှည်ခံအောင်ထည့်ထားတဲ့အဟာတွေပေါ့နော်အဲ့အရာတွေကလည်းခန္ဓာကိုယ်ရဲ့ metabolism ခန္ဓာကိုယ်ရဲ့စီးပွားရေးဖြစ်ပျက်မှုတွေကိုလည်းတွားပြီးတော့ထိခိုက်စေတယ်နှလုံးတွေးကြောနဲ့ဆိုင်တဲ့ယောဂါတွေပေါ့နော်နှလုံးတွေးကြောကျင်းလာလို့ဒါမျိုးတွေကိုဖြစ်တာပိုများစေနိုင်တယ်အဲ့တော့တခြားဓာတ်များလွန်းတဲ့အခါကျရင်လည်းခန္ဓာကိုယ်ကဒီအလေးချိန်တွေတက်လာတတ်တယ်ပြီး insulin resistant လို့ခေါ်တဲ့ မုတ်ထုတ်အိတ်ထဲကအချိုဓာတ်တွေကိုခဏကူကတရားဓာတ်တွေကိုထိနေအောင်လေးဟာပြက်စီးသွားတတ်တယ်အဲ့ဒါဆိုရင်တွေးတူကိုတွားပြီးတော့တစ်ဖက်လေးနဲ့ဒုက္ခပေးတတ်တယ်ပေါ့နော်ပြီးရင်တွေးကြောတွေကလည်းပို့ပြီးတော့ပြက်စီးလာတတ်တယ်ဒါကြောင့်မလို့တွေးတူကြစီတောင်းနေရဆိုရင်တော့မှဒီအချိုဓာတ်များတဲ့အတင့်စား ready made အစားအစာတွေကိုရှောင်းနိုင်ဖို့လိုတယ်ရှော့နိုင်ဖို့လိုတယ်ပေါ့နော်နောက်နံပါတ်5ကအရက်နဲ့ဒီအရက်ပါဝင်တဲ့အဖျော်ရက်မကာတွေပေါ့နော်အော်ဒီနေရာမှာတချို့တွေကပြောတယ်ငါအရက်တောက်တာမဟုတ်ဘူးဘီယာတောက်တာတို့ဝိုင်တောက်တာတို့ စေပညာရှူရအောင်ရှူမယ်ဆိုရင်လည်းဒီကောင်တွေကလူတို့ယောဂရှိနေပြီးသားလူတယောက်ဆိုရင်ပို့ပြီးတော့ဒုက္ခပေးနိုင်ပါတယ်။ BR မှာဆိုရင် BR တပလင်းမှာဆိုရင်ဒါအရက်က900ကိုင်လောက်ပါဝင်နေပါတော့။ကယ်လိုရီက150နေရာလောက်ပါတယ်။ဒီ BR ထဲမှာပါဝင်တဲ့ကာဗွန်နဲ့အောက်ဆိုက်တွေကဆိုရင်ဒါတွေးကြောတွေကိုပို့ပြီးတော့ကျယ်စီတယ်ချက်ချင်းကျယ်စီတယ်။စားဓာတ်တွေလည်းအများကြီးပါတယ်။အဲ့တော့ကာဗွန်ဟိုက်ဒရိတ်တွေလည်းအများကြီးပါတယ်။အဲ့ဒါကြောင့်မလို့ ဘီယာတောက်တဲ့လူတွေကပို့ပြီးတော့ဝါလာတက်တဲ့တစ်ဖက်လက်အားဖြင့်တွေးတို့ယောဂါကိုလည်းပို့ပြီးတော့ထိခိုက်စေနိုင်တယ်နောက်တစ်ခုကတော့ wine wine လည်းတချို့တွေကပြောတယ်အရက်မပေါဘူးတကယ်တမ်းကတော့ wine ကဘီယာထက်တောင်ပိုပါသေးတယ် wine မှာဒီအရက် percentage ကဒါဆက်နေရခိုင်တော့နေဆက်လေးရခိုင်တော့ဒီပါဝင်နေအဲ့ဒါကြောင့်မလို့ wine တောက်ပြီဆိုရင်လည်းဒါအရက်တောက်တာနဲ့တိတ်กว่าတာတော့မဟုတ်ဘူးပြီးရင် wine ထဲမှာပါတဲ့ ဒီ wire ရဲ့အယောင်နဲ့အရာတွေကိုထိန်းထားပြီးတဲ့ sulfide debt တွေကတချို့လူနာတွေမှာဆိုရင်ဒါ damage တဲ့အမျိုးတွေဖြစ်တတ်တယ်ပေါ့နော်တူထဲမှာလည်း sulfide debt တွေပါတယ်တခြား debt တွေပါတယ်ပြီးရင် histamine debt ပါတယ်အဲ့အရာတွေကလည်းတွေးပေါက်ချိန်ကိုပို့ပြီးတော့တက်စီနိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးတွေပါတဲ့အကြောင်းမလို့ wire တောက်တဲ့လူတွေမှာဆိုရင်ဒီနှလုံးခုန်တာကပို့ပြီးတော့မြန်လာစေတယ်ခန္ဓာကိုယ်ထဲကရှိတဲ့ရေဓာတ်တွေကပို့ပြီးတော့ဆုံးရှုံးတတ်တယ်ဒီ wire တောက်တဲ့လူတွေကတွေးကြောတွေကကျင်းမြောင်းလာပြီးတော့ စိတ်ပီစင်မှုဟော်မုန်းတွေပို့ပြီးတော့ထွက်လာတတ်တယ်။ကြာလာတဲ့ခါကျရင်ဒီဝိုင်ကတောက်တာများလေလေတွေးတွေးရောဂါကိုတွားပြီးတော့ထိခိုက်နိုင်နေလေပဲဗောနော်။နောက်တစ်ခုကအရက်ပြပြင်းနေဗောနော်။ကျွန်တော်မြန်မာတွေဆိုရင်တချို့တွေဆိုရင်အရက်ကိုရေထဲတောင်မရောဘဲနဲ့ဒီတိုင်းတောက်တာမျိုးတွေရှိတယ်။များတော့အပြင်အရက်က40ရာခိုင်နှုန်းနဲ့အထက်ပါဝင်တက်တဲ့အသေးကိုဓာတ်ရိုက်တွားပြီးတော့ထိခိုက်တဲ့ဒီအရက်ကနေပြီးတော့တွေးကြွကြစီနေတဲ့ဓာတ်ရိုက်ဓာတ်ပြုတ်ပြီးတော့အန္တရာယ်ရှိတယ်တွေးတွူးကြစီတဲ့အာနိဒေကိုရောကြစီနိုင်တယ်ပေါ့နော်ပြီးရင်အုံနောက်အာယုကျော်စနစ်ကိုလည်းတွားပြီးတော့ထိခိုက်စီနိုင်တယ်ရေဓာတ်တွေကိုလည်း တော်တော်လေးကိုဆုံရုံစီနိုင်တဲ့တင်မှာပါတယ်အဲ့တော့ကျွန်တော်အခုပြောခဲ့တာကတွေးတိုးယောဂါရှိနေတယ်တွေးတိုးကြစီမှန်မှန်တောက်နေတယ်တွေးပေါင်ချိန်ထိန်းနေနိုင်တယ်ဆိုရင်တောင်မှရှောင်ရမယ်အစာအတောက်၅မျိုးကိုကျွန်တော်တေချာပြောခဲ့ပါတယ်အဲ့ဒါတွေကိုအချင်းချုပ်ပြန်ပြီးတော့ပြောရမယ်ဆိုရင်နံပါတ်1ကတော့အငံများတဲ့အစာအစာတွေကိုရှောင်တတ်ပါတယ်အဲ့ဒီထဲမှာ ဘဲငံပြာရည်တွေငံပြာရည်တွေငပိတွေငံပြာငားငံပြာရည်တွေပြီးရင် ready made စားလို့ရတဲ့အစားအစာတွေမုန်ထုတ်တွေအဲ့ဒါတွေပါတယ်နံပါတ်1ကတော့အစီများတဲ့အစားအစာတွေပေါ့နော်အဲ့တော့စီကြော်စာတွေဒါခောက်ဆွေကြော်ကြာစံကြော်တွေဝက်စီအမဲစီနဲ့ချက်ထားတဲ့ဟင်းတွေဒါတွေကလည်းပဲအစီများတဲ့အစားအစာတွေကိုရှောင်တက်ပါတယ်နောက်နံပါတ်2ကတော့ကဖိန်းဓာတ်ပါဝင်တဲ့အဖျော်ရည်တွေပေါ့နော်အဲ့ဒါတွေမှာကော်ဖီတွေလက်ဖက်ချမ်းတွေလက်ဖက်ချိုတွေပြီးရင်အားဖြည့်ချိုတွေ energy drink တွေကြွယ်ရိုင်းလစ်ပိုတွေဒါတွေကိုလည်းတွေးတိုးယောဂဓမ္မတွေကရှောင်တက်ပါတယ်နောက်နံပါတ်4ကအချိုဓာတ် များတဲ့အတင်စားအစားအစာတွေပေါ့နော်ကေရွေးတာထောပတ်တွေနဲ့မှလုပ်ထားမယ်ဆိုရင် transfer တွေပါများလာတာပေါ့နော်အဲ့ဒါတွေကလည်းတွေးတူယောဂါကိုထိရခက်စီနိုင်ပါတယ်တွေးတူယောဂါကိုပိုဆိုးစေနိုင်ပါတယ်နောက်ဆုံးနံပါတ်5ခါကျတော့ဒီအရက်နဲ့အရက်ပါဝင်တဲ့အားတွေပေါ့နော်ဒီ BR တို့ Y တို့အဲ့ဒါတွေကလည်းပဲဒီခနာကိုပေါ့တွားပြီးတော့ဓာတ်ရိုက်ထိခိုက်စေနိုင်တယ်ဒီအရက်တွေအားဆိုရင်အသေးကိုတွားပြီးတော့ဓာတ်ရိုက်ထိခိုက်စေနိုင်တယ်ပေါ့နော်အဲ့ဒီကနေတစ်ဆင့်လဲဒီတွေးတူယောဂါကိုထိရခက်စီနိုင်တယ်အရက်တောက်တဲ့လူတွေက ်တွေးတူယောဂထင်းရတာပို့ပြီးတော့ခတ်တက်ပါတာပေါ့နော်ပြီးခဲ့တဲ့တလောအမလူနာတယောက်ဘာပြောလဲဆိုရင် तू ကငငယ်တော့အရက်တူတအားတောက်ခဲ့တာပေါ့နော်အဲ့တော့အတက်ကြီးလာတဲ့အချိန်မှာတွေးတူယောစီချိုရောတွဲပြီးတော့ဖြစ်လာတယ်အဲ့ဒီအချိန်မှာ तू အရက်ကိုမဖြစ်မနေဖြတ်လိုက်ရတာပေါ့နော်အရက်ဖြတ်ပြီးနောက်ပိုင်းခါကျတော့တွေးတူကြစီတို့စီချိုကြစီတို့ကတဖြည်းဖြည်းချင်းစီလျှော့လာပြီးတော့အ ਨੇ ဆုံးပမာဏနဲ့ပဲတောက်ပြီးတော့နေလို့ရတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ အရက်တွေကလည်းခန္ဓာကိုယ်ကိုတော်တော်လေးကိုဒုက္ခပေးတတ်တဲ့နေရာမှာပါတယ်ဗောနော်ဒီဗီဒီယိုဒီတိကြည့်ပြတဲ့အတွက်ကြောင့်မလို့ဂျေဆုတမကျွန်တော်ဆက်ပြီးတော့ကျွန်မရဲ့ဗီဒီယိုတွေကိုမျှဝေပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ channel လေးကိုလည်း like and subscribe လုပ်ထားပါကိုယ့်ရဲ့အတိမိတ်ဆွေတွေကြည့်လို့ရအောင် channel share ပေးပါဦးဂျေဆုတမနဲ့မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေဘေးကင်းကြပါစေ